ောခုဒီဟာဆိုလို့ရှိရင်ဒါမျိုးအတွက်ရည်ရွယ်ပြီးချုပ်ထားတဲ့ဟာဆိုမပေါ်နေဘူးလေနော်သူကသူလိုလုံးလုံးရှိရဲအဲ့အားကြတော့သူကကိုကိုတိုင်းလည်းမဟုတ်ဘူးအဓိကသူကသူတို့သမီးတွေအတွက်အဲချုပ်ရတာဖြစ်တာတခုရဲ့နောက်တစ်ခုကကြတော့အဲ့အင်ဂျီယာမျိုး fitting မလုပ်လိုက်ရအောင်ပေါ့နော်ပွဲနှစ်ရောက်မှပဲရှိုးရှောက်ခန်းဒီမှာဝစ်ပြီးဝစ်ကြတဲ့ဟာဖြစ်နေရနောက်တစ်ခုကကြအနောက်ကအဲ့လိုဆွဲတင်းတင်းလေးဆွဲလိုက်တဲ့အခါကျတော့အဲ့လိုမျိုးပေါ့ရှိရှိသမျှအစီတွေပေါ့ကွယ်အစီရောအသားတွေရောအကုန်အပြင်ကိုထွက်ကုန်တာပါတကယ်တမ်းအဲ့လောက်ကြီးတော့မဟုတ်ပါဘူးအဲ့လောက်ကြီးလည်း จ๊ะมาပါတယ်ဒါပေမဲ့အလောက်တော့မထွားကြိုက်ပါဘူးဆိုတော့အရင်လည်းအဲ့လိုပဲပေါ့ကွာတိလာစွိုင်းညစ်လိုက်တဲ့ခါကျကောက်ညင်းတုတ်ဖြစ်သွားတာကွာတိလာအဲ့တော့အမှန်တမ်းပြောရရင်အဲ့ဒီအချိန်မှာတော့အကုန်လုံးအခန်းထဲမှာပဲအကုန်လုံးအဲဝိကြပြူကြအဲ့လိုပွဲထွက်တာပေါ့တကယ်အဲ့လိုမျိုးရှေ့ကင်မရာထဲမှာတော်တော်ရိုးဆိုးတယ်ဆိုတော့ဒီရွယ်မှာတော့အဲ့လိုမဖြစ်ချင်ဘူးကွာအမှန်တမ်းပြောစိတ်ညစ်တယ်စိတ်ရှုပ်ကြတယ်အဲတို့ပဲမဲ့လဲပတ်ပြီးွားတာဘာမှလုပ်လို့မရအောင်နောက်ခါကြီးဆိုရင်ပိုဆင်ခြင်းရတယ်ပေါ့ဥမာရှတ်ဒရဆိုလဲအခု ီဝတ်ဆောင်ဆိုလို့ရှိရင်တို့အဲ့ရှိရဟာကိုတို့မြင်ထားတဲ့ခါကျမမျိုးဒါလေးကိုတို့ဆင်ကျင်ပေးရမယ်အဲတို့ဘလို့အဆင်ပြေအောင်လုပ်ပေးမလဲဘလို့ဘလို့ခေါ်မလဲရင်ပြတ်ဆိုပေမဲ့လည်းအဲ့လိုမျိုးဖြစ်နေအောင်ဘလို့ချုပ်ပေးမလဲဆိုတာတို့ပို့ပြီးတော့စဉ်းစားပေးတယ်ပို့လုပ်ပေးတယ်အဲဒီဟာလည်း shutdown လည်းကျေစွတ်တင်ပါတယ်ဟိုကကျတော့လည်းဒါကကိုယ့်ရဲ့ဝတ်ဆောင်ဖြစ်တဲ့အတွက်အဲကိုနဲ့ရောကွက်တီပေါ့ဟိုကတော့ကိုယ့်ရဲ့ကိုယ့်အတွက်တည်တတ်မဟုတ်တဲ့တော်တော်အဲ့လို error တော့ရှိရှိတတ်ပါတယ်ဟုတ် လည်းပြောလို့မျိုး idea မဟုတ်ပါဘူးအဲ shadra ပေါ့ designer shadra နဲ့ make up တော်တော်မျိုးအဲသူတို့ညောက်စီစဉ်ပေးတာပါဟောအဲသူတို့စီစဉ်ပေးတဲ့ design make up ဒီ hair style ဟောဒီတိုင်းလေးပဲပေါ့ကိုကဖြစ်ချင်တာတခုပဲလေနှာချင်တာကြိုက်တယ်အဓိကတော့မဟုတ်ဘူးလေအနုပညာသမားဆိုတာတော့ပရိသတ် ကကိုယ့်ကိုကြည့်ရတဲ့အချိန်မှာအမြဲဟိုအဲ့လိုအပြောင်းလဲလေးရှိတော့လည်းကောင်းတာပေါ့နော်ကိုယ့်ကကိုယ်ကဆိုတော့အဲ့လိုသပင်ပြောင်းသိရင်သပင်ကောက်မယ်သပင်ချမယ်ရိုးရိုးပဲအမြဲဟိုဖြစ်တဲ့အခါကျတော့ဒီလိုလေးအပြောင်းလဲလေးဆိုတော့ကြည့်ရတဲ့သူလည်းကြည့်လို့အဆင်ပြေမယ်ထင်ပါတယ်ဟုတ်ဒီဇိုင်နာရှာဒရာမိကက်ကကြကြုံမိုးပေါ့ဒီသူတို့နေပေါင်းပြီးတော့အကုန်စင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 ်ပေးတာလူပဲစိုက်ရုံပဲဝတ်စုံရောမိကက်ရောဂျူလာရီရောအဲ့လိုအကုန်လုံးဒီအိုင်ဒီယာတွေအကုန်လုံးသူတို့နေလောက်တာပါဟုတ် ကောင်းတယ်လေအကြအယုတ်ယုတ်လေးလိုပဲငငိမ့်လေးနေုံပဲဘာမှဆိုသိပြောဟိုကလှုပ်ရှင်နေဒီဟာလှုပ်ရှင်နေဆိုတာဘာမှစဉ်းစားစရာမလို့အုံအောင်ချောက်တော့ကွာတိလာလို့မျိုးရေမိုးချုပ်ပြီးလိုလေးပဲထိုင်နေလေးထိုင်နေပေးရုံပဲအကုန်လုံးလှုပ်သွားတာဟုတ်အဲ့လိုတော့တတိမြတ်တက်ဖို့ဆိုတာတော့ကိုကိုရှောက်ခဲ့တဲ့အချိန်တော့လည်းအကောင်းဆုံးရှောက်ခဲ့တယ်ဒါပေမဲ့မျိုးကကြတော့အဲ့လို fashion show ရှောက်တာနည်းပါတယ်စတဲ့ကပြိုင်ပွဲဝင်ပြီးရတယ်မင်းသမီးတန်အလုပ်တရုတ်ဆောင်တဲ့တန်းဝင်တဲ့ခါကျတော့ကျွန်တဲ့အဲ့လို ွဲတိုင်းတော်တော်များတော့မသိမလျှောက်ဖြစ်ဘူးပေါ့နော်အဲ့လိုထမသိန်းတို့ရှီရှိုင်းတို့အဲ့လိုပွဲတွေပဲလျှောက်ဖြစ်တာ哦ဆိုတော့အခုကမြင်ရတဲ့ခါကျတော့ကလေးတွေကနောက်နောက်တဲ့ကလေးတွေကတော်တယ်တတိရှိရင်းရင်တယ်အဲ့လိုမျိုးပေါ့ဆိုတော့တို့ရဲ့ဒီတို့ရဲ့ runway မှာလျှောက်တဲ့ဟာတွေအမိုက်စားလေးတွေပါဒီတိုင်းပဲအရှင်းပြောရင်တော့အဲစိတ်ကူးအစ်အတွေးအစ်ရအောင်တွက်ကြည့်ရအဲ့နောက်ပြီးတော့ဒီဒီဇိုင်နာတော်များကြတော့လေကိုနဲ့အင်းတော့လက်တွဲလို့လို့လောက်ခဲ့ဖူးတဲ့သူတွေရောလက်ရှိအတွဲပြီးလို့လို့နေတဲ့သူတွေလည်းပါတဲ့ခါကျတော့တွားပြီးအားပေးရပါဘော ိကတော့မြို့ကကြတော့ကိုဟိုအဲကိုအသက်ရွယ်ရလာတဲ့အချိန်မှာနားလည်လာတာလူတွေအဓိကလိုနေတာငါပျော်ရွှင်ခြင်းပေါ့နော်ပတ်စံလည်းဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ပတ်စံရှိပြီးတော့မပျော်ရွှင်တာလည်းအများကြီးရှိရဲ့ပြေဆောင်ကြွယ်ဝမှုဆိုတာကကြတော့ကိုရဲ့လောဘရဲ့ကိုရဲ့တတ်မှတ်ထားတဲ့ဘောင်တစ်ခုထဲမှာရှိရပေါ့နော်အဲ့တော့ကိုကဘယ်လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ပြေဆောင်နေဆိုတာလူရဲ့ကိုကိုတတ်မှတ်ကြရလေနော် ကားစီးအိမ်လုံးရှိရင်ပြေဆုံးတယ်လို့သတ်မှတ်ကြပဲမဲ့လေတချို့ကြတော့လည်းဒီထက်ကားတွေအများကြီးအိမ်တွေအများကြီးနဲ့ပိုင်ဆိုင်မှုအများကြီးရှိမှပျော်ရွှင်တယ်လို့သတ်မှတ်တယ်လို့လည်းရှိရဲဆိုတဲ့အခါအဓိကတော့ဘာလဲဆိုတေချာတို့ခုတော့မျိုးကတေယုတ်ဆောင်တယောက်ဖြစ်တဲ့အတွက်ကိုချစ်တဲ့ပရိသတ်တွေအကုန်လုံးပျော်ရွှင်စေခြင်းနဲ့အဓိကစိတ်ချမ်းသာစေခြင်းနဲ့ပျော်ရွှင်မှုကကြတော့ ငွေနဲ့ဝယ်လို့ရတယ်ဆိုပေမဲ့အတိုင်းထားတစ်ခုထိပဲဝယ်လို့ရတာလေဆိုတော့ကိုလည်းတေချာတာပေးနိုင်တာတခုကကျတော့ဒီလိုမျိုးကိုကဘယ်လိုခေါ်မလဲဟာတာတယောက်ဆောင်လို့ပဲမြင်းမြင်းအချိန်လုံးဟာတာပြောနေရလို့ပဲမြင်းမြင်းမင်းသမီးဆိုတာ role လေးတစ်ခုနဲ့နေရမယ်တီတီတက်နဲ့နေရမယ်အဲ TikTok ပေါ်မှာတစ်ချိန်လုံးရှိနေရအောင်ပေါ့နော်အဲ့လိုဝိုင်းပြောကြပဲမယ်လေကိုက TikTok မှာအဲ့လိုဟာတာတစ်ခုအုံနောက်ထဲပေါ်လာရင် TikTok ကနေ share လိုက်တယ် page ကနေ share လိုက်တယ်ဆိုတာကကိုချစ်တဲ့သူတွေကိုပြောစီခြင်းတယ်ဆိုတော့ပွဲမှာလည်းထုတ်နေလေကောင်းမယ်ပေါ့နော်အဲ့တော့ကိုလုတ်ပေးလို့ရတာက အရီမောအောင်ကွာပျော်ရွှင်အောင်အဲ့လောက်တော့စူးစမ်းကြည့်မယ်ဆိုပြီးတော့အဲ့လိုမျိုးနေတာပါဟိုပွဲထင်းနိုင်တယ်လို့တော့မဟုတ်အဓိကပျော်စီချင်တာအားလုံး